ားလုံးပဲမင်္ဂလာပါရှင် TYT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ယခုတစ်ခါမျှဝေပေးသွားမယ့်အကြောင်းအရာကတော့ဟင်းဒီဟင်းရွက်နဲ့တတိတွေကိုပုတ်သက်စေးပေါင်းသက်စေးတွေရဲ့အာနိသင်တွေပြက်ပြဲသွားအောင်ဘယ်လိုစစ်ကြောကြမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာပုသက်ဆေးနဲ့ပေါင်းသက်ဆေးတွေကိုစိုက်ပျိုးရေးလုပ်ငန်းခွင်မှာကြည်ကြဲပြင်းပြင်းအသုံးပြုနေကြပါတယ်။ဒီဆေးတွေကဒီနံတွေကိုပိုးမွားတွေရောဂါတွေရနေပြီးကာကွယ်ပေးပေမဲ့လူကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီဆေးတွေရဲ့အန္တရာယ်ကိုသိထားဖို့နဲ့သူတို့ရဲ့အာနိသင်ကိုဘယ်လိုဖယ်ရှားမလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။ကျမတို့ပတ်ဝန်းကျင်မှာ အသုံးများတဲ့ပိုသက်ဆေးတွေဖြစ်တဲ့ glyphosate, paraquat နဲ့ organophosphate တို့ဟာလူကြံမာရေးကိုထိခိုက်စေနိုင်ပါတယ်။ glyphosate ကရေရှည်ထိတွေ့မဲ့ဆိုကင်ဆာဖြစ်စေနိုင်တယ်။ paraquat ကအဆိပ်သင့်စေပြီးတော့အသည်းနဲ့ကြောက်ကပ်ကိုပျက်စီးစေနိုင်တယ်။ organophosphate ကအာရုံကြောစနစ်ကို ထိခိုက်စေနိုင်တယ်။ရိုးပွားခြင်းနဲ့ဆိုင်တဲ့ဟော်မုန်းတွေထုတ်လုပ်တာကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒီဆေးတွေအပြင်တခြားသောပိုသက်ဆေး၊ပေါင်သက်ဆေး၊မြို့ဆာများစွာလည်းရှိပါသေးတယ်။ ဒါကြောင့်ဒီစည်းတွေရဲ့အန္တရာယ်ကိုသိထားပြီးတော့သူတို့ရဲ့အာနိသင်ကိုဖယ်ရှားတတ်ဖို့လိုအပ်ပါတယ်။ဟင်းဒီဟင်းရွက်နဲ့တစ်သီးတွေကိုပုတ်တဆီပေါင်းတဆီတွေရဲ့အာနိသင်ကိုဖယ်ရှားဖို့အတွက်ရိုးရှင်းလွယ်ကူတဲ့နီလန်သုံးမျိုးကိုပြောပြပေးသွားပါမယ်။ဒီနီလန်းလေးတွေကိုမပြပြသေးခင်မှာဒီ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်။နံပါတ်1ကတော့စားရည်ဖြင့်စေကြောခြင်းပါ။အရွယ်တော်ရေစလုံးတစ်လုံးတွေကို စားနှစ်စွန်ထည့်မယ်။ ပြီးရင်တော့ဟင်းသီးဟင်းဝဲနဲ့တက်သီးတွေကိုစားရည်ထဲမှာ10မိနစ်ခန့်စိမ်ထားပါမယ်။ပြီးရင်တော့ရေတန်တန်နဲ့၃လေးချိန်စေကြောပါ။ဒါဆိုရင်ပိုသက်ဆေးပေါင်းသက်ဆေးတွေရဲ့အာနိသင်တွေကုန်သလောက်ဖြစ်သွားမှာပါ။နံပါတ်1ကတော့ vinegar ရှာလကာရည်ဖြင့်စေကြောခြင်းပါ။စလုံးတစ်လုံးထဲမှာဗီနီကာတဆရေလေးစာလျှော်ပါမယ်။ဟင်းသီးဟင်းရွက်နဲ့တက်သီးတွေကိုဗီနီကာရေထဲမှာ10မိနစ်ခန့်စိမ်ထားပေးပါ။ပြီးရင်တော့ရေတန်တန်နဲ့3-4ချိန်ပြန်လဲစေကြောလိုက်ပါ ဒါဆိုလို့ရှိရင်လည်းပိုသက်ဆေးပေါင်းသက်ဆေးတွေရဲ့အာနိသင်တွေကတော်တော်များများပြတ်ပြတ်သွားမှာပါ။နံပါတ်3ကတော့ baking soda မုန့်ဖုတ် soda ဖြင့်စေကျော်ခြင်းပါ။အရွယ်တော့ရေစလုံးတစ်လုံးလေးကို baking soda တစ်စွန်းထည့်ပါမယ်။ပြီးရင်တော့ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို baking soda ရေထဲမှာ10မိနစ်ခန့်စိမ်ထားပေးပါ။10မိနစ်ပြည့်ရင်တော့ရေတနတ်နဲ့3-4ချိန်လောက်ပြန်လဲစေကျော်ပြစ်လိုက်ပါ။ဒါဆိုလို့ရှိရင်လည်းပိုသက်ဆေးပေါင်းသက်ဆေးတွေရဲ့အာနိသင်တွေကိုဖယ်ရှားပေးပြီးသားဖြစ်သွားမှာပါ။ ဘုသက်စီပေါင်းသက်စီတွေရဲ့အန်ဒီယန်နေကင်းဝေးဖို့အတွက်ယခုပြောပြမယ်အကြံပြုချက်လေးတွေကိုလိုက်နာတင်ပါမယ်။နံပါတ်1ကတော့သဘာဝပုသက်စေတွေကိုအသုံးပြုရပါမယ်။ကျမတို့အိမ်မှာသုံးနေတဲ့အင်ဆက်ကိလာတွေနဲ့ရေချိုးခန်းတွေအိမ်သားတွေမှာသုံးနေတဲ့ပုသက်စေတွေကိုဖြစ်နိုင်ရင်သဘာဝနည်းနဲ့ထုတ်လုပ်ထားတာတွေကိုရွေးချယ်အသုံးပြုတင်ပါမယ်။ နံပါတ်2ကတော့ဟင်းသီးဟင်းရွက်နဲ့တည်တီးတွေကိုယခုဖော်ပြခဲ့တဲ့နည်းတွေနဲ့သေချာစေကြောတင်ပါတယ်။နံပါတ်3ကတော့ပုသက်စီမသုံးထားတဲ့ organic နဲ့စိုက်ပျိုးထားတဲ့အစားအစာတွေကိုပဲရွေးချယ်စားသုံးတင်ပါတယ်။နံပါတ်၄ကတော့ပိုသက်စေအုံပြုမှုကိုရှင်းချတင်ပါတယ်။တကယ်လိုအပ်မှသာအုံပြုတင်ပါတယ်။ဒါမှသာပိုသက်စေတွေရဲ့ထိတွေ့မှုနဲ့ပြီးတော့ပိုသက်စေတွေကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုရှင်းချနိုင်မှာဖြစ်ပါတယ်။ယခုပြောပြခဲ့တာတွေကတော့ ဟင်းဒီဟင်းရွက်နဲ့တတိတွေကိုပုတ်တက်ဆေးပေါင်းတက်ဆေးတွေရဲ့အာနိသင်တွေပြည့်ပြည့်သွားအောင်စီကြောရမယ်နီလန်းလေးတွေနဲ့ပုတ်တက်ဆေးပေါင်းတက်ဆေးတွေရဲ့အန်ဒီရီတွေကနေကင်းဝေးအောင် လိုက်နာရမယ်အချက်ကလေးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုသူမိဘပြည်သူများအနေဖြင့်ပုတ်တက်ဆေးပေါင်းတက်ဆေးတွေရဲ့အန်ဒီရီကနေကင်းဝေးပြီးချမ်းမှချမ်းသာ အသက်ရှိကြပါစေရှင်။